ီနေ့ပိတ်ရက်လေးမှာတော့ထောဘတ်ထမင်းချက်စားမှဖြစ်ပါတယ်။သူနဲ့တူတူတွဲစားဖို့ကျသားမဆလာချက်လေးရဲ့ကျသားဟင်းရည်လေးရဲ့တခါတည်းချက်မှဖြစ်ပါတယ်။အဲစပြီးတော့ကျသားမဆလာလေးချက်ဖို့ကျွတ်သွန်နီကျွတ်သွန်ဖြူဂျင်းတို့ကိုစစ်နွေးအယောင်နဲ့ထည့်ပြီးတော့မှစီတက်ထားလိုက်ပါမယ်။စီတက်ထားလိုက်တာဒီလိုအယောင်လေးရဲလာလို့ရှိရင်ကျသားတို့နည်းနည်းလေးဖယ်ထားပြီးတော့မှကျက်ပေါင်ထဲထဲလိုက်ပါမယ်။ ပြီးရင်ကရဝီရဲ့နနက်ပွင့်တကြပိုးခောက်ရဲ့စာနှဆွန်ထည့်မယ်မဆလာလေးထည့်ပြီးတော့မှချက်သားကိုနဲထားလိုက်မယ်ပြီးရင်နောက်နာယူဝက်လောက်ချက်သားကိုနှက်ထားပေးလိုက်ပါမယ်နာယူဝက်လောက်နှက်ထားပြီးလို့ရှိရင်တဲဦးထဲထည့်မယ်ရင်နွေးလေးကိုချက်သားမြုပ်ရက်ထိထည့်ပြီးတော့မှတဲသွားပေးလိုက်ပါမယ်အဖုံးကလေးအုပ်ပြီးတော့မှခုဆိုရင်ချက်သားလေးကစီပြန်ပြီးတော့မှနူလာပါပြီချက်သားလေးတွေနူလာလို့နူလာပြီးတော့မှချက်သွားလို့ရှိရင်ခူထားပေးလိုက်ပါမယ် ထောက်ပံ့ဖမင်းအတွက်စံကိုဒီတစိကလေးတုံးထားပါတယ်။စံနှလုံးဝဲကိုရေးစေးထားလိုက်ပါမယ်။ကဲထမင်းပေါုံတွေကိုထောက်ပံ့နှစုံထည့်မယ်။ချစ်တော့နီးလီထားလေးတွေထည့်မယ်။တကြပိုးခောက်ထည့်မယ်။ကရဝေးရွက်ထည့်ပြီးတော့မှအနံ့မွေးလာတဲ့အထိစီတက်ထားလိုက်ပါမယ်။အနံ့လေးမွေးလာလို့ရှိရင်ခကြအုပ်လီထားတာထည့်နဲ့စပီးချောက်လေးထည့်မယ်။ပြီးရေးစေးထားတဲ့စံလေးထည့်ပြီးတော့မှစံနှစုံထည့်မယ်။ပြီးတခြားနှစုံသွားအောင်မွေးသွားပေးလိုက်ပါမယ်။ ပုံမှန်ထမင်းချက်တလို့ပဲရေအိုထည့်ပြီးတော့မှတည်သွားပေးလိုက်ပါမယ်။ထမင်းတည်ထားတဲ့ုံလေးသူနဲ့သွှဲစားရအောင်ကြာတန်ဟင်းကားလေးချက်ပါမယ်။ရေနေပုပ်ပွက်စုထဲကိုအရိုးပြုတ်ရည်အတွက်ဒီခနောကထုတ်ထားတဲ့ဒါလေးသုံးထားပါရစေ။ခနောကစီတက်ထားတဲ့ကျွတ်နီထည့်မယ်။မှုမဲရဲ့ကျွတ်နီရဲ့ငါးငပြားရေးထည့်ပြီးတော့မှ၅မိနစ်ခန့်တည်ထားပေးလိုက်ပါမယ်။ပြီးရင်ကြာတန်ရေစိန်ထားရသေးထည့်မယ်။အသားတူလေးထည့်မယ်။ပြီးရင်မိနစ်၃၀ခန့်တည်သွားပေးလိုက်ပါမယ်။ကြာတန်ကျက်သွားတဲ့အထိ။ ခုဆိုရင်ထောပတ်သမီးနဲ့တွေ့စားဖို့ကြာတဲ့ကြယ်လေးလည်းရပြီပေါ့နော်ဒီမှာလည်းသမီးလေးတွေ့ထားတာကြက်သွားပါပြီနောက်ထပ်ဗီဒီယိုလေးမှာပြန်လည်တွေ့ဆုံပါမယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်